မင်္ဂလာပါခေါင်းလေးကကျွန်တော် Samsung ရေခဲတက်တာအမတာကတ်အသေးပါနော်အသေးပါဒီကော IBM module ပါတဲ့ကတ်ပါနော်ရောက်လာတာကတော့နှစ်ကတ်တွဲပေါ့နှစ်ကတ်တွဲမှာကတ်ကြီးကိုကျွန်တော်စမ်းကြည့်တော့ကတ်ကြီးကလုံးဝကောင်းတယ်ကတ်သေးမှာပြဿနာဖြစ်တယ်ကတ်သေးမှာဘာဖြစ်လဲဆိုတော့ no power လုံးဝ power မလာဘူးမီးတွေလည်းမခုံဘူးဆိုတော့ကျွန်တော်ဒီမှာအဲဒီညာလေးမှာပေါ့ တိုင်းကြည့်လိုက်တာဒီမှာဒီမှာဆိုရင်ကျွန်တော်သူ့ဟိုဟာလေးရှိတယ်ဒီမှာဆိုရင် ground ဒီမှာဆိုရင် fight ဖို့เนาะအဲ့တော့ ground နဲ့ fight ဖို့ကိုကျွန်တော်တို့မီတာနဲ့ထောက်လိုက်တဲ့အချိန်မှာ fight ဖို့လုံးဝမပမတက်ဘူးမပြဘူးเนาะ fight ဖို့မရှိဘူးဒါဆိုရင်ဒီဆက်ကဟိုပထမဆုံးစဉ်းစားတာက power supply မနိုးတာလားဗောเนาะမနိုးတာလားဆိုတော့ DIC DIC ရဲ့ဒီ inductor ဗောဒါလေးရဲ့ inductor ဒီ inductor ရဲ့နောက်က diode ရဲ့ ကပစီတာတွေတွဲပြီးတော့မှသူကဆက်ဆောက်ခြင်းစုံ15ဖို့15ဖို့မောင်းတယ်15ဖို့အတိမောင်းတယ်နော်15ဖို့အတိမောင်းတယ်အဲ15ဖို့ကဘယ်အတွက်လဲဆိုတော့ဒီ IBM ကိုအလုံးလုံးဖို့အတွက် internet bridge ပေးရတာ15ဖို့ပေးမှ DIC ကအလုံးလုံးမောင်းပါဒုတိယအနေနဲ့ဒုတိယဘိုအားတစ်ခုထပ်ပြီးတော့လုပ်ရတယ်။အဲ့ဒါဘာအတွက်လဲဆိုတော့ကျွန်တော်တို့ DIC တွေအလုံးလုံးဖို့အတွက် เนาะ DNC တွေအလုံးလုံးဖို့တော့5ဖို့တလိုင်းလို့အဲ့တော့15ဖို့သူကတစ်ခုပဲမောင်းလိုက်တယ်မောင်းဖို့ကကျန်တဲ့5ဖို့ကိုလိုအပ်တဲ့5ဖို့ကိုကြတော့သူက regulator IC နဲ့15ဖို့ကနေပြီးတော့5ဖို့ကိုကြောင်းလိုက်အဲ့တော့ကျွန်တော်အဲ့တော့ဒီမှာဆိုရင်ဒီဂျားထဲမှာ transistor လို့လို့ပါလို့လို့လေးတွေ့နေတယ်เนาะခြေတော်၃ချောင်းနဲ့ transistor ပုံစံလေးဒါလေးက transistor မဟုတ်ဘူးအဲ့တော့ သူက regulator IC လို့ကျွန်တော်အကြမ်းမြင့်ပေါ့နော်ဘယ်လိုသိနိုင်မလဲဆိုတော့သူ့ရဲ့အနီးနားမှာရေးထားတဲ့ကျွန်တော်စာလေးကိုဖတ်လိုက်လို့ကြာကျွန်တော်ဒီမှာဆိုရင် R REG လို့ရေးတာဒါ regulator ရဲ့အတူပေါ့ပေါ့နော်ဒီနေရာလေးမှာရေးထားတယ်ဖုန်းထဲမှာတော့တိတ်မမြင်ရဘူးနဲ့ထင်တယ်ဗျ REG ပေါ့နော်အင်္ဂလိပ်စလုံးနဲ့အကြီးနဲ့ရေးထားအဲ့ဒါလေးကိုကျွန်တော်တစ်ချက်စမ်းပြပေးမယ် တော့ဒီမှာကျွန်တော်ပလက်ထိုးလိုက်ပြီဘဲမှအဝေးလိုက်ဆန်းစရာမလိုအဓိကကဒီ power supply ဒီ DIC switching အဲဆိုကွန်ပျူတာ IC အလုတ်လုတ်ဒီမလုတ်ဘူးကိုကျွန်တော်တို့အတိအကျသိနိုင်ဖို့အတွက်ကဒီမှာ regulator IC ခုနကျွန်တော်ပဲ regulator IC ပေါ့နော် REG ဆိုတဲ့ IC ရဲ့အလယ်ငုတ်ဒီ ground ဖြစ်ပါတယ်ကျွန်တော် ground ကိုထောက်လိုက် နော်ပြောရရင်ဒီဘက်အစွန်လုံးတငုတ်ကိုထောက်ကြည့်လိုက်15နော်15တသမာ6တော့16လောက်ရှိရပါဘော16လောက်ရှိတယ်ဆိုတော့ဒီဘက်က5ဖို့ဘက်ကလုံမဆွဲတဲ့အတော့ကိုဒီမှာပိုးကနည်းနည်းကြော်နေတာပေါ့နော်ဒီမှာအဲ့ဒါရင်ဒီမှာဒီတိကောင်းနေပြီ15ဖို့ဒီကောင်းနေပြီလိုအပ်နေတာ5ဖို့မရောက်တာပေါ့ဒီဘက်ကိုထပ်တိုင်းရင်းမယ်ဘာမှမထွက်တော့နော်ဒီကတရေခမ်းကတော့ဒီပေါ့ ဒီ regulator IC က15ဘူးအဝင်တော့ရှိတယ်5ဘူးပြန်မထွက်ပေးတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ချုပ်ပြီးတော့လဲကြည့်မယ်နော်လာ ဗလီဖတ်ကြည့်ပြဖတ်ပေးမယ်နော်ဖတ်ပြပေးမယ် UTC 7H L 08နော်ဒါသူနံပါတ်တော့7 uh, 05ဆိုတော့ကျွန်တော်အလွယ်ပြောရရင်အဲ7 05 IC လို့ပဲကျွန်တော်တို့အလွယ်ခေါ်ကြတာပေါ့နော်အ ဂူလေတာ LIC ကိုဖြုတ်ပြီးတော့စစ်ကြည့်တော့ဟို short တွေပါရတော့မရှိဘူးじゃเนาะ short မရှိဘူးကိုဆိုတော့ကောင်းနေတယ်လို့လို့ပဲဗျအဲ့တော့ကျွန်တော်တို့ဟောတော့ ပလက်ထိုးရတယ်ကျွန်တော်နောက်ထပ် regulator IC အကောင်းလေးတစ်လုံးကျွန်တော်ထည့်ပြီးတော့စမ်းကြည့်တော့လည်းပဲ15ဘူထွက်တယ်ဖိုက်ဘူကမထွက်မထွက်ချင်ဘူးပေါ့နော်15ဘူထွက်တယ်ဖိုက်ဘူကမထွက်ချင်ဘူးဒါဆိုရင်တော့ပြဿနာရှိပြီနော်ဒီဖိုက်ဘူလမ်းကြောင်းမှာတနေရာရာမှာရှော့ရှိနေနိုင်ပြီအဲ့ရှော့ကိုရှာရမယ်ပေါ့နော်အဲ့ရှော့ကဘယ်ဟာလဲတော့မသိဘူး တော့နောက်ပြီးတော့ချေရှာကြည့်မယ်ပြောချင်တာကကျွန်တော်တို့ဒီလိုကက်တွေထားပါတော့ no power တို့ဘာလို့ဖြစ်လာလဲဆိုရင်ကျွန်တော်တို့ဘယ်မှာဒီ regulator IC လေးကိုပဲဖန်ထောက်လိုက်ဒီမှာ15ဘုတ်ထွက်တယ်ဆိုရင်ဒီ computer ပိုင်းကကောင်းကောင်းအလုပ်လုပ်တယ်ကောင်းကောင်း no နေရပေါ့။နောက်ဒီမှာ5ဘုတ်ထွက်နေတယ်ဆိုရင်လည်းပဲဒါတွဲဖို့5ဘုတ်စတန်းပိုင်းဘုတ်တွေအငြိမ်ရနေတယ်လို့ဒါကျွန်တော်တို့ယူဆလို့ရပါပေါ့နော်။ဒါလေးက ဒါတော့တစိတ်တစ်ပိုင်းပေါ့နော်အဲ15ဖို့ဖိုက်ဖို့ရှိရမယ်ဆိုတာလေးကိုဒါသိထားရမယ်နောက်တစ်ခုကအခုလိုမျိုးရှော့ကြနေပြီဆိုရင်တော့အဲကျွန်တော်နည်းနည်းတော့ခေါင်းစားမယ်ဗျရှားပွေရတာမလွယ်ပါဘူးအဲတခါကြရင်ဒီလို capacitor လေးတစ်လုံးကနေပြီးတော့လောက်ပါပေးရတယ်ရှိတယ်တော်တော်ရှားရတယ်ဗျနော်အဲလေးနောက်ဘိုင်းကြောင့်မှစတင်ပေးပါမယ်